အားလုံးပဲမင်္ဂလာပါရွယ်ကူလေးလာနေပညာအစီအစဉ်အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာကျွန်တော်ကတော့ hard disk partition ခွဲတဲ့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကွန်ပျူတာတွေကများသောအားဖြင့် hard disk partition ခွဲတာကို window ပြန်တင်တဲ့အချိန်မှာပဲလုပ်တတ်ကြပါတယ်အခုကတော့ကျွန်တော် window ကိုလည်းဖြတ်စရာမလိုဘဲနဲ့ partition ကိုခွဲတဲ့နည်းကိုပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ် အခုဆိုရင်ကျွန်တော်ဖွင့်ထားတာကတော့ဒါ Windows 7 computer ဖြစ်ပါတယ်ကျွန်တော်အခုရှင်းပြသွားမှာလေဒီ Windows 7ကိုအခြေခံပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ် Windows 8တို့ Windows 10တို့ပေါ့နော်စသဖြင့်ဒီ Windows တွေကလည်းဒီ Windows 7နဲ့တိတ်မကွာလို့သဘောတရားတွေအတူတူပဲမို့လို့ကျွန်တော်အများသုံးနေသေးတယ် Windows 7ကိုအခြေပြုပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်တော့ဒါကျွန်တော် drive ကတစ်ခုတည်းရှိအောင်လူကြီးမင်းတို့မြင်ရမှာဖြစ်ပါတယ်ကျွန်တော် drive ကို ဒီမှာဆိုရင်ဒါဒီစုစုပေါင်းပေါ့နော်ကျွန်တော်430 kg ရှိပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်300နဲ့မှ30 kg ကအလွတ်ဖြစ်နေသေးပါတယ်ဒီဟာပေါ့နော်ကျွန်တော် partition ခွဲသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် partition ခွဲလိုက်ခြင်းအပြင်ပေါ့နော်ကျွန်တော်ဒီ window drive ကြီးကမတော်တဆ window drive ပြတ်ကျသွားရဆိုလဲဟို window ပြန်တင်တဲ့အခါမှာဆို format တွေပါလောက်လာတာရှိမယ်အဲ့လိုအချိန်ဆိုရင်လေဒီတိုင်းမှာနေကျွန်တော်ကျွန်တော်ရဲ့ file တွေကိုတင်ထားမယ်ဆိုရင်ဒီ format ချလိုက်တဲ့အခါမှာ ကျွန်တော် file တွေအားလုံးပြက်စီးသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီလိုနေရာမှာ partition လေးခွဲထားလိုက်တဲ့အတွက်ကျွန်တော်တို့ကဒီဒုက္ခတွေကနေပြီးတော့ကင်းဝေးသွားနိုင်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်ဒီ virus လိုဟာမျိုးတွေပေါ့နော်အဲ့ဒါတွေကတိုက်ခိုက်တဲ့နေရာမှာအများစုကတော့ပေါ့နော်ဒီ local disk C ဆိုတာဒီ window တန်ထားတဲ့ drive အပိုင်းကိုပေါ့နော် partition ကိုတိုက်ခိုက်တာပို့ပြီးတော့ဖြစ်လေဖြစ်တာရှိပါတယ်အဲ့ဒီပုံမှာကျွန်တော်ရဲ့ဒီတကယ်အလုပ်သုံးနေတဲ့ file တွေကဒီ local disk ပေါ်မှာပဲ ားထားမယ်ဆိုရင် virus တွေအနေနဲ့ကနေပြီးတော့လဲထိခိုက်ဖို့တော်တော်လေးလွယ်ကူပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ဒီ partition လေးခွဲတာကိုစနစ်ကြလေးလိုက်ကြည့်သွားမယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်အခုဆိုရင်ဒါကျွန်တော် partition ခွဲဖို့အတွက်ပေါ့နော်ဒီ step menu ကနေပြီးတော့ဒီ computer ဆိုတာရှိတယ်ဒီနေရာမှာပေါ့နော်အဲ့တော့အဲ့ဒီ computer နေရာလေးကိုသွားပါတကယ်လို့အဲ့ဒီနေရာမသွားခြင်းလဲကျွန်တော်ဒီဒီဟောပေါ့နော် run box တို့ဟောပေါ့နော်ဝင်တဲ့နီးလန်းတွေလည်းရှိပါတယ်ကျွန်တော်ကတော့အများလွယ်ကူအောင်ပေါ့နော် right click နှိပ်ပြီးတော့ မန်နေဆွဲအောင်နှိပ်လိုက်မယ်အဲ့ဒီခါမှာဆိုရင်ခုပေါ်လာတဲ့ထဲကနေပြီးတော့ဒီ disk management ကိုနှိပ်လိုက်အောင်ပါပဲအဲ့ဒီခါမှာဆိုရင်ဒါကျွန်တော်ကဒီဟိုပါတီရှင်ရပါတော့အခုနှစ်ပိုင်းပဲရှိတယ်ဒီဘက်အပိုင်းကတော့ဒါ window ကတော့လိုလျောက်ပါတီရှင်ပိုင်းပေးထားတဲ့ system file တွေတီးကြပါတော့ hard disk အတွက်ပိန်ပေးတဲ့နေရာလေးပါတိတိလေးပါအဲ့ဒီဘက်မှာအဓိကကျွန်တော်ပြပေးနေတာ C ပေါ့နော်အဲ့ဒီမှာဆိုရင်သူက ဒီ CR 430လို့ဆိုတာကျွန်တော်ပြထားတယ်ဘေးကတော့ point ရတော့နည်းနည်းပါးပါးတော့လွဲတက်တာပေါ့နော်ဒါထုံးစံပါပဲကျွန်တော်အခုဒီမှာဆို right click နှိပ်လိုက်တယ် right click နှိပ်ပြီးတဲ့အခါမှာ shrink volume ဆိုပြီးတော့နှိပ်လိုက်တယ်အဲ့တော့ shrink volume ဆိုတာ shrink ဆိုတာကတော့ဟိုဘာကောင်လဲဆိုတော့ဒီကျုံလိုက်တာပေါ့နော်ကျွန်တော်ရဲ့ဒီ hard disk ကိုနေရာကျုံလိုက်မယ်လို့ပြောတာအဓိကတော့ကျွန်တော်ဒီ430မှာကျုံလိုက်တဲ့အတွက်နေရာလျော့သွားမယ်ဒါဆိုလိုခြင်းဖြစ်ပါတယ် အဲ့တော့ကြောင် string ကိုနှိပ်လိုက်တယ်ဒါဆိုရင် string box လေးကြာလာတယ်အဲ့ဒီမှာဆိုရင် तू ကဒါကျွန်တော်ဘလောက်ထားမှလဲဆိုတော့ဒီပမာဏပေါ့နော်မေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကကျွန်တော်ရှိနေတဲ့ header ရဲ့ size က430ပဲရှိတယ်ဒါကိုကျွန်တော်က30 git ပေါ့နော်30 git ကျွန်တော်ခွဲဝေมาဖြစ်ပါတယ်အဲ့တော့30 git ဆိုတော့ဒါကိုကျွန်တော်ပြန်တွက်မယ်ဆိုတော့1 git မှာ13924ရှိပါတယ်အဲ့တော့10 git ဆိုတဲ့အတွက်13924ကို30နဲ့မြောက်လဲဆိုတော့ 1240 megabyte ပေါ့เนาะအဲ့တော့ပမာဏရှိပါတယ်အဲ့တော့ဒီပမာဏကိုကျွန်တော်ဒီ shrink ဆိုတဲ့နေရာမှာ shrink space ပေါ့เนาะအဲ့ဒီနေရာမှာကျွန်တော်ရိုက်ထည့်လိုက်ရမှာဖြစ်ပါတယ်အခုဆိုရင်ဒါကျွန်တော်1240ဒါကိုရိုက်ထည့်လိုက်ပါမယ်ပြီးတဲ့အခါမှာဒါဒီပမာဏပေါ့เนาะကျွန်တော်ရဲ့ဒီလက်ရှိရှိနေတဲ့ drive C ကို short ချလိုက်မယ်လို့ဆိုလိုတာပါပြီးတော့ okay နှိပ်လိုက်တဲ့အခါမှာအခုလို computer ပေါ်မှာမူတည်ပြီးတော့အချိန်လေးနည်းနည်းလေးစောင့်ပေးလိုက်မယ်ဆိုရင်အခုကဲဒါကျွန်တော် hard disk ခွဲပြီးသားဖြစ်သွားပါပြီ partition လုပ်ပြီးသွားပါပြီတစ်ဖက်မှာကတော့ဒါ420ဖြစ်သွားတယ်430ကိုအဲဒီဘက်မှာကတော့ tank ဆိုပြီးတော့ကျွန်တော်ဒါ shrink လုပ်လိုက်တဲ့အတွက်ပေါ့နော်နေရာပိုထွက်လာတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ပြန်ကြည့်လိုက်ရင်တော့ကျွန်တော်ဒီမဲမဲလေးဖြစ်နေတယ်ကျွန်တော်ရဲ့ဒီ drive ကအစ်စ်ဖြစ်လာတဲ့ tank ကပေါ့နော်အဲ့တော့ဟိုဘက်ကတော့ဒါ C ရတော့ဒါဒီဘက်မှာကြည့်လိုက်မယ်ဆိုရင် healthy ဆိုပြီးတော့ပြထားတယ်ဒီဘက်မှာတော့ unallocated ဆိုပြီးတော့ပြထားတယ်အဲ့တော့ ် and allocated ဆိုတာကတော့သူကဟိုနေရာဘယ်ကောင်ကျွန်တော်ဟိုပါဘောဟတ်ဒစ်ကြီးကိုပိုင်းချလိုက်တဲ့အခါမှာနေရာပုံနေရာဒါကိုနေရာမချသေးဘူးမတုံးသေးဘူးဆိုတဲ့သဘောကိုပြောတာပါဒီအခုဒီတိုင်းကိုပေါ့နော်ကျွန်တော် my computer မှာတွက်ကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ hard disk က CRC ပါပဲဒီဘက်က430ဆိုတာမှ420ရော့သွားတာလေးပဲရှိမယ်ကျန်တာဘာမှထူးခြားမှာမဟုတ်ဘူးအဲ့တော့ဒါကိုကျွန်တော်ကဒီအမဲလေးကိုပြသွားအောင်လုပ်ဖို့လိုပါတယ်ပြသွားရဲဆိုတော့မှဒါတုံးလို့ရတယ်ဆိုတော့သဘောကိုဆိုလိုတာဖြစ်ပါတယ် ဒါကြောင့်မလို့ကျွန်တော်အဲ့လိုတုံးလို့ရအောင်လုပ်ဖို့အတွက်ကို right click နှိပ်ပြီးတော့ new simple volume ကိုနှိပ်လိုက်တယ်ပြီးတဲ့အခါမှာ next next ပေါ့နော်နှိပ်လိုက်ပြီးတဲ့အခါမှာဒီမှာဆိုရင်ဒါ drive letter လို့ခေါ်တဲ့ကျွန်တော်ဟိုပါပေါ့နော်ဒီငကွားဆိုတာ drive c လို့ပဲရှိမယ်အဲ့တော့အဲ့နေရာမှာဒါကကျွန်တော်နောက်တစ်ခုထပ်ထည့်တာဖြစ်တဲ့အတွက်ဒီ drive letter ကို d လို့ရွေးလိုက်တယ်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်ဒီ next ကိုနှိပ်လိုက်တဲ့အခါမှာဆိုအခုဒါသူဆက်ပြီးတော့ပေါ့နော်ဒီ hard disk ရဲ့အမျိုးအစားပေါ့နော် ခွဲလိုက်တဲ့အရာကိုသူကဘာမျိုးသားတွေရွေးမှလဲဆိုထပ်ရွေးပေးရအဲ့ဒီမှာဆိုတော့ကျွန်တော်ဒီ NDFS တို့ Depth Follow ဒါတွေပဲထားရတယ်။နောက်က Volume Level ဆိုတာမှာကြတော့ကျွန်တော်နာမည်လေးတစ်ခုပေးလိုက်ပါမယ်။အဲ့တော့ဒီမှာတော့ကျွန်တော်မှတ်ရလွယ်အောင်ပေါ့နော်ကျွန်တော် U12 ဆိုပြီးတော့တုံးလိုက်တယ်။ဟုတ်ပြီအောက်ကတော့ဒီ Performance Click Format ဆိုတာလေးကိုတော့နှိပ်ထားဖို့လိုပါတယ်။ပြီးတဲ့အခါမှာကျွန်တော် Next ကိုနှိပ်လိုက်မယ် Finish နှိပ်လိုက်ပါမယ်။အဲဒါဆိုရင်ဒါစက္ကန့်အနည်းငယ်အလုပ်လုပ်ပြီးတဲ့အခါမှာဒါကျွန်တော်ရဲ့ drive လေးပေါ်လာပြီဖြစ်ပါတယ်။ ဒါကို main computer မှာတက်ကြည့်လိုက်မယ်ဆိုရင်ဒီမှာ u1 2d ဆိုပြီးတော့ပေါ်နေပါမယ်တန်းကဲပါဘောเนาะတန်းကဲကတော့အပြည့်မရဘူးဆိုတော့ကျွန်တော်စောနာတွေကပြောပြထားပါတယ်ဒါနည်းနည်းလေးတော့ point 1လောက်လိုတာပေါ့เนาะကျွန်တော်မလိုချင်လို့ပြန်ဖြတ်မယ်ဆိုရင်တော့ right click နှိပ်ပြီးတော့ delete volume ကိုနှိပ်လိုက်မယ်ဆိုရင်တော်လာမေးမယ် yes ပေါ့เนาะအဲဒါမျိုးဖြည့်ပြီးတော့ဆိုတော့သူကဒါကျွန်တော်ကဒီငโกတိုင်းလေးအမဲလေးပြန်ဖြတ်သွားတယ်ဒါမတုံးတော့ဘူးပေါ့เนาะဒီ hard disk ပိတ်လိုက်တာအဲဒါမဲ့ဒီ ကျွန်တော်ရဲ့ဟိုမူလ main space မှာနေရာယော့နေတယ်120တောက်ပြန်ပေါင်းကျင်တယ်အဲ့လိုပေါင်းကျင်တဲ့အတွက် right click နှိပ်ပြီးတော့အဲဒီမှာဆိုရင် extend volume ပေါ့နော်ငါကကျွန်တော်က target ယူထားပြီးတော့အခု target ပြန်တိုးတဲ့သဘောပါပဲပြီးရခါမှာ next ပေါ့နော်ဒါအောင်နှိပ်ပြီးရခါမှာ finish ပေါ့နော်ဒါမှမဟုတ်နှိပ်လိုက်မယ်ဆိုရင် second အနေငယ်စောင့်ပြီးရခါမှာအခုလိုပေါ်လာပြီးဖြစ်ပါတယ်ကျွန်တော်ငါကအတိုင်းပေါ့နော် hard disk ကပြန်ပြီးတော့430ဖြစ်သွားပါပြီ။ ဒီနီးစနစ်လေးနဲ့ပေါ့နော်ကျွန်တော်တို့ကဘယ်ဝင်းဒိုးမှမဆိုပါတီရှင်းလေးတွေခွဲပြီးတော့ပေါ့ကျွန်တော်တို့ရဲ့ file တွေကို data တွေကိုစနစ်ကြ management လုပ်မယ်ဆိုရင်အားလုံးတော့အဆင်ပြေမယ်လို့ယုံကြည်ပါတယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်အခုရှင်းပြပေးခဲ့တဲ့အကြောင်းအရာလေးကိုနားလည်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့ရွယ်ကူလေးလာနေပညာအစီအစဉ်တွေကိုတော့အပတ်စဉ်တနင်္လာနေ့တိုင်းမှာတင်ဆက်ပေးနေပါတယ် ျွန်တော်တို့ရဲ့ page တွေကို like and share လုပ်ပြီးတော့အားပေးမယ်ဆိုရင်သူများတဲ့ဥအောင်အရင်ဆုံးသိရှိရမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့တိန်းစောဦးပါနောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ပါမယ်